ူရီဝေဆွေများအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်တူရီကိုထုံးချန်နေရနေပြီးတော့ကျွန်တော်လိုက်လင်လို့ပြသမိနေပါတယ်အဲဒီတော့တူရီမိတ်ဆွေများကျွန်တော်ရဲ့ဒူးကျွန်တော်ရဲ့ channel လေးကိုဝင်ရောက်ကြည့်ရှုအားပေးနိုင်ပါတယ်နော်ဟုတ်ကဲ့အားလုံးလည်းကျေးဇူးတူတင်ရှိပါတယ်ကျေးဇူးကြည့်နေကြတဲ့မိတ်ဆွေပေါင်းပါလည်း အားလုံးသောလူဝင်စနိုင်ဒုံသာဤပြည့်စုံနိုင်ကြပါစေအခုညနေတွဲစီမဲ့၄နာရီခွဲမှတွဲစီမဲ့သူဒီကနောင်းလာအောင်မြင်သောစကူးနိုင်ကြပါစေကျွန်တော်၄နာရီခွဲမှ18ရက်နေ့၄နာရီခွဲမှတွဲစီမဲ့သူဒီကနန်းလေးများကိုနီးစပ်စုံမိတ်ဆွေတို့ကျွန်တော်ချပြပေးမှဖြစ်တယ်အဲဒါကြောင့်မလို့မိတ်ဆွေတို့ကျွန်တော်နဲ့အတူကျွန်တော်လိုက်လေးကိုပြီးဆုံးဝင်ကြည့်ပေးပါ ကဲဝင်ရောက်ကြည့်စုနေကြတော့မိတ်ဆွေတို့ကလည်းကျွန်တော်ရဲ့ channel လေးကိုကျွန်တော်ရဲ့ live လေးကိုတူတူတောက်ကြည့်ကြည့်လိုက်ရင်လည်းလိုက်ရင် share လေးနဲ့ကူညီပေးပါပါလမလေးနေ့အသေးလေးနေ့အပေါင်းလေးနေ့ channel ကို subscribe လုပ်ရသေးရဲ့မိတ်ဆွေများများလည်း subscribe လုပ်ပါပေးနော်ဟုတ်ကဲ့အားကြောင့်လို့ဒီကနန်းနီကတော့ကျွန်တော်ဒီတပတ်စာအတွက်ဒီ second year နေရာလို့20 minute ရဲ့နေ့အတွင်းမှာဖူးမကျော်ပတ်သီးနဲ့တပတ်စာအကွေလေးမျိုးပရိတ်လေးတွေ ပါဝါလေးတွေကိုကျွန်တော်ချပြပေးခြင်းဖြစ်တယ်။အားကြောင့်မလို့ပတိဝါနာရှင်များလည်းဘုမကျော်ကိုသူညာပတိပေးရပါတယ်။ရုံရုံကြီးနဲ့ပတ်လို့ရပါတယ်။ရုံရုံကြီးရဲ့ဒီဘုမကျော်ကိုတလုံးအားကျိန်းနေထွက်မှာပါ။ဟုတ်ကဲ့အန်နောက်တော့မိတ်ဆွေတို့ကိုကျွန်တော်ဒီညနေမှာကျွန်တော်ရရှိရတဲ့ကဏ္ဍကြီးကိုမိတ်ဆွေတို့ကိုချပြပြီးပါဖြစ်တယ်၊တွေ့ပြပြီးမှဖြစ်တယ်။ကဲအဲဆိုရင်ကျွန်တော်နဲ့အတူတူ ကနန်းလေးတွေတွားကြအောင်နော်ဒီညနေမှာဘယ်လိုကနန်းလေးတွေတောင်းမလဲဆိုတာကိုမိတ်ဆွေတို့ကိုကျွန်တော်ပြပြမိမှာဖြစ်တယ်အားကြောင့်မို့ကျွန်တော်ရဲ့ဒူဒူမိတ်ဆွေတို့ like ကြောက်ကြည့်စုပေးပါကျွန်တော်တော့ကျွန်တော်ထုံးစံအတိုင်းပဲတပင်းကျော်စိုက်ကလေးတွေနဲ့တပင်းကျော်စိုက်ကလေးတွေနောက်ပြီးတော့ပင်ပင်ဆက် ကပ်ပင်ဆိုင်ကလေးကိုကျွန်တော်မိတ်ဆွေတို့ချပြမှာဖြစ်တယ်အားကြောင့်မို့ဒီညနေဒီမှာ30နှစ်တက်တဲ့ကနားမျိုးလေး41တက်တဲ့ကနားမျိုးလေးကြီးအခုဒီညနေမှာတွေ့ရှိမှာကနားမျိုးလေးကြီးကိုကျွန်တော်သုံးသက်ကလေးနေနဲ့မိတ်ဆွေတို့ချပြမှာဖြစ်တဲ့တွေ့ကျွန်တော်နဲ့ဒူလိုက်ရောက်ဝင်ရောက်ကြည့်ရှုတယ်ဟုတ်ပြီအားလုံးကျွန်တော်စားလိုက်ကြအောင်စားလိုက်ကြအောင်ဆိုတော့ဒီ30နှစ်ဆိုတဲ့ကဏ္ဍနေဘလို့ထွက်လဲ ဘလို့တွက်လဲဆိုတော့မေဆိုလူကိုအချက်ရှင်းပြပြီးမှဖြစ်တယ်။နောက်ကြောင့်တော့မနေ့စည်းခုံခုံလို့တွက်တာပါပဲခုံခုံကနှလုံးပေါင်းခြင်းလေးခုံခုံနှလုံးပေါင်းခြင်းလေးဟုတ်တယ်ညနေစည်းညနေစည်း40ခုံက၄ထိပ်စည်းနဲ့ပေါင်းဒီသုံးလုံးပေါင်းခြင်းဖြစ်ပါတယ်။ဒီခုံရဲ့ဒီခုံရဲ့ဒီလေးရဲ့ဒီသုံးလုံးပေါင်းခြင်းကဘာရမလဲ။ ခွန်ခွန်လေးသုံးလုံးပေါင်းကြရပါရမလဲရှစ်လို့ရမှာဖြစ်ပါရဲ့ရှစ်လို့ရမှာဖြစ်ရဲ့ရှစ်ရဲ့ဘာဝသုံးအဲရှစ်ရဲ့ဘာဝသုံးဟာလေနောက်တနေ့ညနေစီမှာလေသုံးထိပ်ပါလေသုံးထိပ်တဲ့ရှစ်မှာသုံးထိပ်တဲ့ဟုတ်ပြီအားဆိုရှင်နောက်တွင်ဆက်သွားကြအောင်ဒီ41မှာရောအဲ့လိုကကြာသလားဆိုတော့ဒီမှာ၃ည၃ဒီနှလုံး၃ည၃နေရုံလုံးကလည်း၆တိကြီးလေဒီလုံးလုံးပေါင်းရင်၃ည၃၆ဒီလုံးလုံးပေါင်းရင်ဘာရမလဲကိုးလို့ရမှာဖြစ်တယ် ိုးလို့ရမှာပြည့်ကိုးရဲ့ပါဝါလေးအဲ့လေးရတဲ့နောက်တနေ့ညနေစီမှာတဲ့လေးထိပ်ပါတဲ့နောက်ကအဲ့ဆိုရင်ကျွန်တော်တို့ကလေးထိပ်တစ်လုံးရပြီအဲ့ဆိုမိတ်ဆွေတို့ကျွန်တော်ဒီညနေ၄နာရီ30မှာကျွန်တော်ဘာတိစီးတိဖြစ်မလဲမိတ်ဆွေဘာတိစီးတိဖြစ်မလဲဆိုတော့ကျွန်တော်တို့အပေါ်ပင်တိုင်းပဲကျွန်တော်ကြည့်လိုက်အောင်ဒီ၄ရက်ဒီနှစ်ကဲ၄ရက်နှစ်ကဲပေါင်းတော့6အဲ့6ကိုဒီ6နဲ့ပေါင်းရင်ဘာရမလဲမိတ်ဆွေတို့ ဒီ36ဒီ36ကိုအဒီ36နှစ်6ဒီ36နှစ်ကိုနှစ်လို့ရမယ်ဆိုတော့နှစ်ရဲ့အဲဆိုနှစ်ရဲ့ဘဝခွန်နှစ်ရဲ့ဘဝခွန်အိုက်ခွန်ကကျွန်တော်တို့ဘာဖြစ်မလဲအိုက်ခွန်ကဘာဖြစ်မလဲဆိုတော့ကျွန်တော်ကခွန်ထိတ်လို့ကြာမှာဖြစ်တယ်ခွန်ထိတ်လို့ကြာမှာဖြစ်တဲ့အတွက်မိဖေတူအဲ့လိုခွန်ထိတ်လို့ကြာတော့ ਨੇ ခွန်တိတ်ကိုကြာတယ်နောက်ပိတ်လူကိုကျွန်တော်ဆက်သွားကြအောင်နောက်ပိတ်ကဘာဖြစ်နိုင်လဲဟုတ်ပြီကျွန်တော်ခွန်တိတ်တို့ရပြီခွန်တိတ်တို့ရပြီဆိုရင်ကျွန်တော်နောက်ပိတ်ကိုကြာမယ်နောက်ပိတ်ကဘာဖြစ်မလဲဆိုတော့ဒီ32ကဲအပေါ်မှာ32ကဲအပေါ်မှာသူ့အပေါ်မှာခွန်နောက်ပိတ်ရှိတယ်3တိတ်ရှိရှိတယ်2နောက်ပိတ်ဒီကနေ့သုံးလုံးဇောင်းဇောင်းပေါင်းခြင်းဖြစ်ပါတယ်ဒီကနေ့နှစ်ရ3ရ4ရဒီသုံးလုံးဇောင်းမှာဘာဖြစ်မလဲနှစ်3ခွန်ဇောင်းသုံးလုံးပေါင်းခြင်းနှစ်လို့ရပါတယ်နှစ်လို့ရတဲ့အတွက်အဲ့ဒီနှစ်ကနောက်ပိတ်ပါတဲ့ အဲအဲနှိမ့်လို့ရတဲ့အဲ့နှစ်ကနောက်ပိတ်ပါတဲ့အဲဆိုရင်ကျွန်တော်တို့သုံးတစ်ကြီးနဲ့နောက်ပိတ်နဲ့32ဆိုတဲ့တကွဲရတော့တော့လည်းနောက်တကွဲမှာဒီ41 41မှာလည်းဒီခွန်ရဒီ3ရဒီ1ကဒီ3လုံးမှညာခွန်3 1 3လုံးမှညာဘာရမလဲတက်လို့ရတက်လို့ရတဲ့တက်လို့ရတဲ့အဲ့တကနောက်တစ်နေ့ညနေစီမှာနောက်ပိတ်ပါတဲ့တက် နောက်ပိတ်ပါတဲ့ ဟုတ်ရဆိုရင်ကျွန်တော်ကဒီညနေမှာဒီနောက်ပိတ်ကဘာနောက်ပိတ်ဖြစ်မလဲမသိဘူးဘာနောက်ပိတ်ဖြစ်မလဲဒီမှာ3ရှိတယ်ဒီမှာ4ရှိတယ်ဒီမှာ6ရှိတယ်3 4 8 3 4 8ဒီသုံးလုံးပေါင်းညာဘာရမလဲ3 4ရှိတယ်သုံးလုံးပေါင်းညာ9လို့ရမှာဖြစ်ပါတယ်9လို့ရမှာဖြစ်တဲ့အတွက်ကျွန်တော်ကဒီပိတ်မှာကျွန်တော်က9နောက်ပိတ်ပါတဲ့9နောက်ပိတ်ပါတဲ့ ငါးနောက်ပြီပါတဲ့ငါးနောက်ပြီဆိုရင်ကျွန်တော်ခွန်ဒေစီငါးနောက်ပြီနဲ့85ဆိုတဲ့တကန်ကနန်းတကွက်ကိုရမှာဖြစ်တယ်အဲ85ဆိုတဲ့တကန်ကနန်းတကွက်ကိုနောက်ပြီးတော့နောက်ထိပ်စီတလုံးကဘာဖြစ်မလဲဒီ3နဲ့0 6 6ထိပ်ဒီ6နဲ့0 8နဲ့ပေါင်း4 4ထိပ်ဒီ4နဲ့ဒီ2နဲ့ပေါင်း6ထိပ်ဒီ6နဲ့ဒီ6နဲ့ပေါင်း2 2ထိပ်ပါတဲ့အဲဆိုရင်ခွန်9 2 5ဆိုတဲ့ကနန်းဒီနှစ်ကွက်ကို မစ်ဆူရုအတွက်ဒီညနေ6:30မှာဒီကနာနီတကုတ်နှစ်ကွက်ကို85နဲ့25ဆိုရကနာနီနှစ်ကွက်ကိုတပင်ကျော်ဆိုင်နဲ့မစ်ဆူရုကိုချပြပေးလိုက်ပါတယ်။ဟုတ်ပြီအဲဆိုရင်ကျွန်တော်ကနောက်ပင်ဆက်တပင်လေးဆက်သွားမယ်။ကဲနောက်တစ်ချက်ကိုဆက်သွားမယ်နောက်တစ်ချက်ကိုဆက်သွားမယ်ဆိုတော့မိစ္ဆာတို့ ဒီ6ရက်ဒီ9ရက်ဒီ9ရက်69 69ဟုတ်ပြီစတေချလက်ကြည့်ရင်တော့ဒီ6ရက်9ရက်9ရက်ဒီသုံးလုံးပေါင်းညာဘာရမလဲမသိလို့69သုံးလုံးပေါင်းညာကျွန်တော်တို့3ညလို့ရမှာဖြစ်တယ်ဟုတ်ပြီအဲ့တော့ကျင်းနောက်လည်းဆက်ကြပြသွားပါဒီနောက်ပိတ်ခွန်ရဲ့ဒီအောက်က၃ညာ၃နှလုံးရဲ့ဒီသုံးလုံးပေါင်းရင်ဘယ်လောက်ရမလဲ၃ ်သူကခွန်နောက်ပဲရှိတယ်ဒီမှာဒီနှလုံးပေါင်းချင်း၃နဲ့ပေါင်းရင်ဘာရမလဲမသိဘူးတုံညလိုပဲရမှာဖြစ်တယ်ဟုတ်ပြီအဲ့ဒါကျွန်တော် နောက်တစ်ပွဲဆက်သွားကြည့်အောင်နောက်တစ်ပွဲဆက်ကြပါဒီမှာ၅နောက်ပဲရှိတယ်ဒီအောက်ကခွန်ရှင်းနှလုံးနဲ့ဒီသုံးလုံးပေါင်းရင်ဘာရမလဲမသိဘူးဒီမှာ၅ရှိတယ်ခွန်ရှင်းနှလုံးပေါင်းကြ၅၅နဲ့၅နဲ့ပေါင်းတော့တုံညပဲရမှာဖြစ်တယ်ဟုတ်ပြီအဲ့ဒါဆိုတော့တုံညတုံညတုံညဆိုပြီးတော့တုံည၃ဝက်ရိုက်ပြီးတော့၆ 炒鸭个豆芽、干冬、豆芽、豆芽、鸭舌、干豆芽、豆芽、豆冬我也来。我鸭子现在我爱冬鸭子来冬贝湖，不罗边吃呢？不罗边吃没有了？地冬也地炒的，地跌的，地冬地炒地跌，地冬罗么冬炒的，地冬罗么伢来冬鸭白给的。 ဟုတ်ပြီနောက်တစ်ပွဲမှာလည်းဒီ6ကဲဒီ4ရဲ့ဒီ6ကဲဒီ3လုံးပေါင်းချင်း648 3လုံးပေါင်းချင်းရလဲတုံညပါပဲတဲ့ဟုတ်ပြီအဲ့တော့ကျွန်တော်ကဒီဒီမှာ2 6နှလုံးရှိတာတယ်ကျွန်တော်ကတုံညဖြစ်အောင်ဘာနောက်ပြီးထည့်ပြရမလဲဆိုလို့တုံညဖြစ်အောင်ဘာနောက်ပြီးထည့်ပြရမလဲဟုတ်ကဲ့တိရမိစုများမှန်သွားတော့ပါတုံညဖြစ်အောင်ကျွန်တော်ကနောက်ပြီးကလေးတစ်လုံးကိုထည့်ပြရမှာဖြစ်တယ်ဒီမှာ2ရှိတယ်ဒီမှာ6ဖြစ်တယ်ဒီမှာတုံညဖြစ်အောင် ျွန်တော်တို့ကဘာနောက်ပြီကျန်ပြောရင်ကျွန်တော်တို့ကနှစ်နောက်ပြီထည့်ပြီးမှသာလျင်ကျွန်တော်တို့ကတုံညဆိုတော့ရမှာဖြစ်တယ်။ဟုတ်ပြီအားကြောင့်မလို့နှစ်နောက်ပြီထည့်ပြီးမှသာလျင်ကျွန်တော်တို့ကတုံညဆိုတဲ့ကဏ္ဍလေးကိုရရှိမှာဖြစ်တယ်။တုံညဆိုတဲ့ကဏ္ဍလေးကိုရရှိမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကနှစ်နောက်ပြီကိုထည့်ပေးရခြင်းဖြစ်တယ်။ဟုတ်ပြီအားနှစ်နောက်ပြီတော့ရပြီကျွန်တော်တို့ဘာကဏ္ဍနဲ့ထိုးမလဲ။ဘာကဏ္ဍနဲ့ထိုးမလဲဆိုတော့ဒီစာရီကိုလိုက်ကြည့်ပြီးပါ ဲအခုကြည့်နေကြတဲ့မိစေအားလုံးပဲမင်္ဂလာပဲနော်ကဲဟုတ်ပြီအဲ့ဒါကျွန်တော်ကနှစ်နောက်ပြရပြီနှစ်နောက်ပြရပြီဆိုတော့ကျွန်တော်ထိတ်စည်းကဏ္ဍဒရုန်းရှာမယ်ထိတ်စည်းကဏ္ဍဒရုန်းရှာမယ်ဆိုတော့ကျွန်တော်တို့ဒူတေချာတို့လိုက်ကြည့်ပြီဒီ၃ရက်ဒီ၃ရက်ဒီလုံးပေါင်းကြပါရမလဲဒီ၃၃နှလုံးပေါင်းည6လို့6လို့ရတဲ့အတွက်အဲ့6ကညနေစီမှာထိတ်စည်းပါတဲ့အဲ့6ကညနေစီဆိုအဲ့6လို့ထိတ်စည်း ြတဲ့အတွက်ဒီ6ထစ်ဒီကြောင့်ဒီသုံးလုံးပေါင်းကြီးက6ပါပဲတဲ့ဟုတ်ဒီ3 3နှလုံးပေါင်းကြီး6ကိုညနေမှာ6လို့တင်ကြတယ်ဒီ6ကြောင့်ဒီ6 3 4ဒီမှာ6 3နှလုံးရှိတော့6ဖြစ်အောင်ကျွန်တော်က4ထစ်စီလို့ထည့်ပြရပါတယ်ဟုတ်ပြီအဲဆိုရင်ကျွန်တော်ကဒီ6ကဲ8ကဲဒီ6ကဲ8ကဲနောက်နှလုံးပေါင်းကြီးပါရမယ် 6နဲ့7နဲ့နှလုံးပေါင်းကြ4လို့ရတယ်။အဲ့4ကညံ့နေပါထိတ်စီးလို့ကြတယ်။အဲ့လိုထိတ်စီးလို့ကြပြီးတော့အဲ့4ထိတ်စီးကြအောင်နဲ့ဒီ3လုံးပေါင်းကြလည်း4ပါပဲတဲ့။7ကဲ3ညလည်း6ပဲဒီ3လုံးပေါင်းကြဒီ4ထိတ်စီးကြအောင်4ပါပဲတဲ့။ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ကဒီမှာ4ရှိတယ်ဒီမှာ2ရှိတယ်ဒီနှလုံးပေါင်းက6ပါတဲ့။အဲ့6ပါတဲ့ညံ့နေစီမှာထိတ်စီးလို့ကြပြီးပါပါကြီးတဲ့ထိတ်စီးလို့ကြပြီးပါပဲ။ ဒီ6ကြောင်းနဲ့ဒီ3လုံးက6ပြရပါမယ်တဲ့ဒီ3လုံး6ပြရမယ်ဆိုတော့ဒီမှာ9နှစ်ရှိတာတဲ့6ပြအောင်ကျွန်တော်ကဘာတစည်းတက်ပြရမလဲ6ပြအောင်မိဆိုလို့ထည့်စည်းလေးတစ်လုံးကိုထည့်ပြီးသွားပါဟုတ်ပြီ6ပြအောင်ကျွန်တော်ကဘာတစည်းတက်ပြရမလဲတည်ရမိဆိုများကမှန်သွားပြီနော်ဟုတ်ကဲ့အဲဆိုရင်ကျွန်တော်ကနှစ်နောက်ပြီနဲ့ဘာတစည်းတက်ပြရမလဲ3နဲ့3နဲ့ဒီနှလုံး6ကိုတဲ့ညက်နေစီမှာ 6ထိတ်လို့ထည့်ပြီးတာနဲ့ဒီ6ကြောင်းနဲ့ဒီ3လုံး6ပြရပါမယ်တဲ့ဒီမှာ9သုံးလုံးပြီးတော့6ပြအောင်4ထိတ်စီဒီ6နဲ့10နဲ့ဒီ3လုံးပေါင်းရင်4ဖြစ်လို့4ထိတ်စီကညနေစီမှာကြပြလေဒီ4ကြောင်းပဲဒီ3လုံးပေါင်းရင်4ပြရပါမယ်လေဒီမှာ3ညာ6စီတော့4ပြအောင်ကျွန်တော်6ထိတ်စီတည့်ပြရတယ်ဒီ4နဲ့2နဲ့ဒီ3လုံးပေါင်းရင်6ပြလို့တဲ့6ထိတ်စီလို့ကြပြတာနဲ့ ဒီ6ဒီရောင်ဒီသလုံးပေါင်း6ပြည့်ရပါပဲ6ပြည့်ရမယ်ဆိုတော့ကျွန်တော်ကဗာဒိတိခွန်ထိပ်ဟုတ်ကဲ့ခွန်ထိပ်ပါခင်ဗျာဟုတ်ကဲ့ဟုတ်ပါတယ်ခွန်ထိပ်ပါခင်ဗျာဆွေပါစတော့ဟုတ်ဟုတ်ကဲ့ခွန်ထိပ်ပါဟုတ်ပါတယ်ခွန်ထိပ်ပါပဲအဲအကြောင်းလို့ကျွန်တော်ကခွန်ထိပ်တဲ့ပြရမယ်ခွန်ထိပ်တဲ့ပြမှာကကျွန်တော်က ခွန်ဒိစီနှစ်နောက်ပိနဲ့82ဆိုတဲ့ကဏ္ဍနီးတစ်ပုဒ်ကိုကျွန်တော်ကရရှိမှဖြစ်တယ်82ဆိုတဲ့တကဏ္ဍနီးတစ်ပုဒ်ကိုရရှိမှဖြစ်တဲ့အတွက်ကျွန်တော်ကဒီညနေပွဲမှာဆိုရင်ဒီနေ့ဒါမှမဟုတ်အဲ့လိုမကြောက်ဒီနှလုံး6က6တိတ်ဒီနှလုံး4က4တိတ်ဒီနှလုံး6က6တိတ်ဒီနှလုံး2က2တိတ်လို့ကြားမှာဆိုရင်ကျွန်တော်ကနှစ်တိတ်စီးလေးကိုလည်းရရှိမှဖြစ်တယ်နှစ်တိတ်စီးရဲ့ရရှိမှဆိုလို့နှစ်တိတ်နဲ့နှစ်နောက်ပြီနဲ့ဆိုရင်နှစ်နှစ်ဆိုတော့ကဏ္ဍလေးကိုလည်း ထိုးပြရမှာဖြစ်တယ်ထိုးထိုးမှာဖြစ်တော့အဲ့တော့ကျွန်တော်တို့ကတခါကျွန်တော်ကနောက်ပိတ်ကလေးတလုံးကိုထပ်ရှာမှာဖြစ်တယ်ထပ်ရှာမှာဖြစ်တဲ့အတွက်နောက်ပိတ်ကလေးတလုံးကဒီကဲနှစ်နောက်ဝေးမကြအောင်နှစ်နောက်ဝေးမကြအောင်ဘာနောက်ပိတ်ကြမလဲဘာနောက်ပိတ်ကြမလဲဆိုတော့တခါနောက်ပိတ်ကလေးတလုံးကိုထပ်ပြီးလို့ကြည့်မယ် နောက်ပြီးတော့တေချာလို့ရောကြည်တာမိတ်ဆွေတို့ကျွန်တော်ချင်းမပြတော့ဘူးပို့ပြီးတော့ရှုပ်သွားမှာဆိုလို့ကြည်ရတယ်မိတ်ဆွေတွေရှုပ်သွားမှာဆိုလို့မကြတော့ဒီသုံးလို့၄ရက်သုံးရက်နှစ်ကဒီသုံးလို့မောင်းညာ9ဝါတဲ့၄ရက်သုံးရက်နှစ်က9ဒီသုံးလို့က3ရက်6ကတိကဒီသုံးလို့မောင်းညာ10ပါတဲ့ပို့ပြီးတော့10 10ပြီးတော့သူက6က4ရက်တိက9 10 17ဆိုတော့စီနံရင်းရိုက်တာတဲ့သူက9 3ညာ1ဆိုတော့စီနံရင်းရိုက်တာတဲ့ ဒီသလုံးပေါင်းညက်9ဒီသလုံးပေါင်းညက်10ဒီသလုံးပေါင်းညက်17ဆိုပြီးတော့စီနံ9တုံညက်1ဆိုစီနံရိုက်တာအဲ9တုံညက်1ကိုစီနီယံလေးကိုသူကဘလို့ပြန်ပြရဆိုတော့မနေ့စနောက်ပိ88နောက်ပိကဲ51ကနောက်ပိကဲဒီနှလုံးပေါင်းညက်9လို့ရိုက်ပါလေတဲ့နောက်တစ်ခါပွဲမှာလည်း52က2နောက်ပိကဲဒီက8နောက်ပိကဲဒီနှလုံးပေါင်းညက်10လို့ရိုက်ပါလေတဲ့9ပြီးတော့10အဲဆိုရင်ကျွန်တော်တို့ဒီပွဲမှာ1လို့ရရတော့မှာပါ ဟုတ်ကဲ့မင်္ဂလာပါခင်ဗျမင်္ဂလာပါအဲဆိုရင်ကျွန်တော်ကဒီဘက်မှာ7လို့ရရမယ်ဒီမှာ6နောက်ပိတ်ရဲ့ဘက်7ပြီးအောင်ကျွန်တော်ကဘာနောက်ပိတ်တဲ့ပြည်မယ်9နောက်ပိတ်ဆိုတဲ့ကဏ္ဍလေးကိုလည်းထည့်ပြရမှာဖြစ်တယ်9နောက်ပိတ်ဆိုတဲ့ကဏ္ဍလေးကိုလည်းထည့်ပြရမှာဖြစ်တဲ့အတွက်85 25ဟူတော့ကျွန်တော်ရေးမပြတော့ဘူးဒီပေါ်မှာဒီပေါ်မှာဒမင်ဂရိုက်ဆိုင်မှာလဲ85 95ရတာတဲ့အတွက် ကျွန်တော်ဒီပြင်မှာလည်းတရားဖြစ်တယ်။အဲ့တော့ကျွန်တော်ကနေ့တစ်ချဒီသလိုမောင်းလို့ရှိရင်ကိုကိုရဲ့ဘာဝလေးကိုလေးဝန်းကြီးမှာတော့ဒီပြင်မှာဒီတစ်ကတစ်က6 4ရဲ့ဒီသလိုမောင်းညဘာ6 6တစ်ဝန်းကြီးမှာတော့ဒီပြင်မှာအဲဆိုရင်ကျွန်တော်ဒီတစ်က8က6ကဒီသလိုမောင်းညဘာကြမလဲ။ 176ဒီလိုလိုမောင်းကြီးဟာ900တဲ့တဲ့ဒီညနေမှာ9300ဝန်းကြီးဟာလည်း9300ဝန်းကြီးဆိုရင်ကျွန်တော်ကကျွန်တော်ကနှစ်ခုယူထားတဲ့အတွက်20နဲ့90ဆိုတဲ့ကဏ္ဍနေယူလေထိုးပြရမှာဖြစ်တယ်20နဲ့90ကျွန်တော်ပြောတာသဘောကလားမသိဘူး9300ဝန်းကြီးပြည့်အတွက်1 9ခုက20 90 92ကျွန်တော်တို့ဒီနှစ်ဘူးကတော့ ဒီလေလေးတည်းကြီးရဲ့တပင်ကျော်မှာတင်းနောက်ပဲရှိရဲ့ဒီနောက်လေးနဲ့တင်းနဲ့ပေါင်းကြငါအောက်မှာပရိငါကြပါလေတဲ့နောက်တစ်ခုကဒီ၃နဲ့တင်းနဲ့ပေါင်းနဲ့လေးအောက်မှာပရိလေးကြပါလေတဲ့အဲဆိုရင်ဒီ၆နဲ့၈နဲ့ဒီနှလုံးလေးပြီလို့ဒီမှာလေးပရိပြေလာလေးပရိပြေမဲ့ဆိုရင်နှစ်ဘူးဖုံဘူးဆိုတဲ့ကျွန်တော်ကနှစ်ခွန်တည်းကြီးရတော့နှစ်ဘူးဖုံဘူးဆိုတဲ့ကနန်းလေးနှစ်ွက်ဘူးလေထည့်ထုတ်ပေးရပဲဖြစ်တယ်အဲကြောင့်မလို့ကျွန်တော်တို့ ဒီညနေမှာထိုးရမယ်ကဏ္ဍနီယာဘာဖြစ်လဲမသိလို့ဒီညနေ19ရက်4နာရီနဲ့30မိနစ်မှာကျွန်တော်ထိုးရမယ်ကဏ္ဍနီဒီဘာကဏ္ဍနီဖြစ်လဲထိုးလိုက်လို့ရှင်အပေါ်မှာဟောငါနေငါအောက်ကဘာရမလဲအောက်က ခုနစနေဟုတ်ပြီဒီခုနစနေကနိနိကခွန်ခွန်ရဲဆိုတာကျွန်တော်မိတ်ဆွေတို့မွေးကနန်းထုတ်ပြတာပါတယ်အားကြောင့်လို့မိတ်ဆွေတို့နဲ့ဒီကနန်းလေးကိုကျွန်တော်နှစ်ခွန်တိတ်စီ9၃ညချိန်နဲ့မိတ်ဆွေတို့ကျွန်တော်ချပြပေးလိုက်ပါလေခွန်9ရဲ့2 9ရဲ့20 90ရဲ့ ခုနစက်နှစ်ကနှစ်နှစ်ကဖုန်ဖုန်ရဲ့ဆိုတော့ဒီကနားနေခုနကွက်ဘူးမိတ်ဆွေတို့ကိုချပြပြီးတော့ဒီကနားက၅ွက်ဒီကနားအပူက၂ွက်ဆိုတော့ခုနကွက်ခုနကွက်ဘူးမိတ်ဆွေတို့အကြိုက်တူမဲ့ဆိုရင်ယူသုံးပါမိတ်ဆွေတို့ကျွန်တော်ဒီညနေအတွက်ကျွန်တော်အထူးချပေးစီကျွန်တော်ကတော့နှစ်ခွန်ဒေစီဖန်နာပါတယ်နှစ်ခွန်အဒေစီဖန်နာပါတယ်အားကြောင့်မလို့နှစ်ခွန်ဒေစီနဲ့၅တုံညာဝန်ကြီးနဲ့ ဒီ90မြစ်ဆိုတာတကွယ်ကောင်းတကယ်လို့ကတကွယ်ကောင်းမှာတိုးကြကကမိတ်ဆွေတရားတော့90မြစ်ကဲ95ရဲ့ဒီနှစ်ကွက်ကတော့တကွယ်ကောင်းမှာ95နဲ့90မြစ်ဆိုတဲ့ဒီနှစ်ကွက်ကတော့တကွယ်ကောင်းနေတယ်ကျွန်တော်ထုတ်ပြလိုက်ပါတယ်အဲကြောင့်မလို့ဆိုင်နေတဲ့မိတ်ဆွေများကျွန်တော်ရဲ့ဆိုင်လေးဆိုင်နေတဲ့မိတ်ဆွေများယူတော့မှာမဆိုင်နေတဲ့မိတ်ဆွေများရှိခဲ့ရင်လည်းကြော်သွားနိုင်ပါတယ် ဟုတ်ကဲ့အခုဝင်လာကြတယ်မိတ်ဆွေပေါင်းအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေလူရင်စနိုင်းတုံးတော်ကြီးရကြပါစေအခုထွက်ရှိပဲ၄နာရီခွဲမှလည်းဒူဒီပေါဂရမ်များအောင်မြင်နိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်မိတ်ဆွေတို့ဘက်ကလည်းကျွန်တော်ရဲ့ like ကျွန်တော်ရဲ့ channel လေးကို like and share နဲ့ကူညီပေးပါလို့တောင်းဆိုရင်းနဲ့ကျွန်တော်ရဲ့ live show လေးကိုဒီမှာလင်းညှနာလိုက်ပါတယ်ညနေ၄နာရီပြည့်စင်ကျွန်တော် live ပေါ်မှာ တူးဒီဆော့ဝဲအခက်ခဲရှိတဲ့မိတ်ဆွေတွေအတွက်ကျွန်တော်တူးဒီလိုက်လွင့်ပြီးမှဖြစ်တယ်ဆော့ဝဲကိုကျွန်တော်လိုက်လွင့်ပြီးမှဖြစ်တယ်အားကြောင့်မလို့ဒီညနေဘာထွက်မလဲဘာကနိုင်ထွက်စီခြင်းလဲဆိုတာကိုကျွန်တော်နဲ့အတူတူညနေ၄နာရီကြာကြာလိုက်ပုံမှာ ပြန်ဆောင်ရမယ်နော်အားလုံးပဲအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျအားလုံးပိုင်းပိုင်းပါ